အခုမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ငယ်လျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ငယ်လျင်ကြောတွေရဲ့အကြောင်းငယ်လျင်စတွေဖြစ်ပေါ်လာစေတဲ့ P wave S wave ဆိုပြီးတော့ primary secondary wave wave line တွေရဲ့အကြောင်းပေါ့နော်ပြီးတော့မြန်မာပြည်ကကြတော့ဘယ်ပေါ်မှာရှိနေလဲဆိုတော့ပြည့်ွေကြောပေါ်မှာတည်ထားတဲ့စခိုင်းပြည့်ွေပေါ့နော်စခိုင်းတိုင်းကနေပြီးတော့တခြားလုံးမှာ1200ကီလိုမီတာရှိတဲ့ဒီပြည့်ွေကြောကြီးပေါ်မှာတည်ရှိနေတာမို့လို့မြန်မာပြည်ကကြတော့မဖြစ်မနေအဲ့ငယ်လျင်တိုင်းကို လက်ခံရမယ်ငယ်လျင်လိုင်းရဲ့အပေါ်မှာတိဆောက်ထားတာမို့လို့အဲဒါကြောင့်မို့လို့မြန်မာပြည်နဲ့သက်ဆိုင်တဲ့ပြည်ရွေးကြောကြားကိုဒီထဲမှာ share လုပ်ပေးပါမယ်ဒီပုတ်ထဲမှာကြီးလိုက်မယ်ဆိုရင်ဒါကြတော့ကပ္ပမြေပေါ်ပြီပေါ့နော်ဒီဘုတ်ထဲမှာ ရှိထားတာကကဘာတကဘာလုံးမှာရှိတဲ့ငယ်လျင်နဲ့သက်ဆိုင်တဲ့ငယ်လျင်အန်ဒီရဲ့အရှိဆုံးပေါ့နော်အခွိဒေဂျာဆို ငယ်လေးအန်တီရဲ့ရှိတဲ့စုံတွေကိုတတ်မှတ်ထားတာပါ။ဒါဆိုဒီထဲမှာကြည့်လိုက်မယ်ဆိုရင်အယောင်လေးတွေဒီလိုက်ထဲမှာအယောင်လေးရှိရယ်ပေါ့နော်။ဒီဘက်မှာအညိုရောင်အညိုကနေပြီးတော့အနီရောင်အနီရောင်ကနေပြီးတော့အနီဖြော့ဖြော့ရောင်ပေါ့နော်လိမ္မော်ရောင်လိုမျိုးပုံစံမျိုးပြီးတော့တခါအဝါအဝါပြီးတော့စိမ့်နူရောင်လေးစိမ့်ရဲပြီးတော့အဖြူရောင်ပေါ့နော်။ဒါကြတော့ငယ်လေးကျော်သက်ဆိုင်နေတဲ့နေရာတွေနဲ့ပတ်သက်ပြီး color လေးနဲ့ပြထားပါပေါ့နော်။ โอเคဒါဆိုရင်အလုံးနဲ့သက်ဆိုင်တဲ့မြန်မာပြည်ပဲကြည့်ကြမှာပေါ့နော်မြန်မာပြည်ကကြတော့ဒီနားလေးမှာရှိတယ်မြန်မာပြည်ရှိတော့ဒါနဲ့ပတ်သက်ပြီးတော့အရာဝါကြတော့ဘာရောက်လဲလို့ကြည့်လိုက်တော့အဝါရောက်အနီရောက်အနီရောက်ကျောပေါ်မှာရှိနေတယ်ငယ်လေးတော်တော်လောက်ခတ်နိုင်တဲ့အမျိုးအစားထဲမှာပါဝင်တယ် ငယ်နေဘလို့ဖြစ်ပေါ်လာရလဲလို့ပြောရရင်ကမ္ဘာမြေပြေပေါ်မှာပေါ့နော် for life တွေနဲ့ tectonic plate ဆိုပြီးတော့ for life တွေဆိုတာငယ်လျင်ကျောပေါ့နော်ငယ်လျင်ကျောပြည့်၍အမျိုးအစားတွေရှိတယ်အဲ့ငယ်လျင်ကျောနဲ့ပတ်သက်ပြီးနောက်တစ်ပုဒ်ကြာရင်ပြောပြပေးမယ်ငယ်လျင်တွေကလည်းကမ္ဘာမြေလွာမှာရှိတဲ့ကမ္ဘာမြေလွာပြားတွေရွေလျားမှုကြောင့်ဖြစ်ပေါ်လာပြီးတော့အဲ့ပြည့်၍တွေမှာပေါ့နော်အဲ့ပြည့်၍တွေမှာပြည့်၍ကျောတွေရှိတယ်ဤပြည့်၍ကျောပေါ်မှာရှိနေတဲ့နိုင်ငံတွေဘလိုမျိုးအနေထားပဲဖြစ်ဖြစ်ငယ်လျင်လောက်ခတ်မှုကိုခန့်စားရမယ် โอเคဒါဆိုအမြေပုံလေးဆက်ကြည့်လိုက်ရေဒါဆိုအနီရောင်ပေါ့နော်အနီရောင်နဲ့သက်ဆိုင်တဲ့အနီရောင်လိမ္မော်ရောင်လေးဆိုရင်ဒီနာတချမ်းလေးပေါ့နော်ဒီဖက်ချမ်းလေးမှလေးစီအငယ်လေးရေကျော်ကကြတော့မြန်မာပြည်ရဲ့ပြည့်ရွေပေါ့နော်ဒီ history อ่ะဗောနော်လောက်ခဲ့တဲ့နှစ်တန်းပေါင်း50ခရဲကအိန္ဒိယ plain နဲ့ UH plate ပေါ့နော် UH plate ကအဲ့ကြောက်ပြားတွေကဒီနားတချောလုံးမှာမြန်မာပြည်ကိုဖျက်ပြီးတော့ဒီဖက်တချမ်းလို့ဒီဒီကြောတွေဆီကပေါ့နော်ငယ်လေးကြောနဲ့ပတ်သက်ပြီးနောက်တစ်ပုံမှာဆက်ပြပေးပါမယ်။ဒါဆိုဒီထဲမှာကြည်လိုက်တော့လိမ္မော်ရအနီရောက်မြင်းနေရာတွေကကြတော့ဘတ်ထရီနေထားရထားတွေကလောကငယ်လေးလှုပ်ခတ်နိုင်တဲ့နေရာငယ်လေးကကြတော့ပြည့်ရွေကြောပေါ်မှာရောဖြစ်နိုင်တယ်ပြီးတော့မီးတောင်တွေကြောင့်လည်းဖြစ်နိုင်တယ်မီးတောင်တွေကြောင့်လည်းငယ်လေးလှုပ်နိုင်တယ်နောက်ထပ်အဝရအစိမ်းရောင်နေရာလေးတွေဆိုရင်ဒီတနေရာဒီနေရာတွေပေါ့နော်ငယ်လေးလှုပ်ခတ်နိုင်တဲ့နေရာတွေ ဖေဒီဘဝကကြတော့ဒီ line တွေနဲ့ပြီးတော့ရှင်းလင်းအောင်ပြထားတဲ့နေရာပေါ့နော်ဒီ line ချောတချောလုံးမှာရှိသမျှနေရာတွေအကုန်လုံးကငဲလေး line ပေါ်မှာငဲလေးပြက်ရွေးပေါ်မှာရှိတဲ့နေရာတွေငဲလေးပြက်ရွေးကဘယ်လိုမျိုးဖြစ်ပေါ်လာလဲဖြစ်ပေါ်လာနိုင်တဲ့ boundary တွေပြက်ရွေးဖြစ်ပေါ်လာနိုင်တဲ့အခြေအနေ၃မျိုးရှိတယ်ဒီ၃မျိုးလည်းထပ်ပြောပြပါမယ်ဒီမှာဆိုရင် Eurasian plate Eurasian plate ဒီကြောက်ပြားတွေပေါ့နော်ဒီမှာဆိုရင် African plate ရှိမယ် ီမှာဆိုရင် Arabian Braid Indian Braid အိန္ဒိယပရိတ်နဲ့ဒီဖက်မှာ Eurasian ပရိတ် Eurasian ပရိတ်ဆိုတာတော်တော်ကိုကြီးမားတယ်ဒီမှာဆိုကြောက်ပြားကြီးကြီးပဲဒီကြောက်ပြားကြီးနဲ့အိန္ဒိယပရိတ်နဲ့ရဲ့ချားမှာမရှိလဲဆိုတော့ဒီနားမှာမြန်မာပြည်ရှိတယ်။ဒါဆိုမြန်မာပြည်ရှိတဲ့နေရာဒီနားလေးပေါ့နော်ဒီနေရာလေးကြီးလိုက်ရေတော်တော်ကိုဒီ Eurasian ပရိတ်နဲ့အိန္ဒိယပရိတ်နဲ့ချားမှာမြန်မာပြည်ပြီးတော့ Philippine Philippines Sea Braid Pacific Braid ဒီဟာတွေကကြောက်ပြားတွေငယ်လျေချောရှိတဲ့ ကြောက်ပြားတွေပေါ့နော်သူ့ကြောက်ပြားနဲ့ဒီ Australia break ဒီမှာဆိုရင် Australia break ရှိမယ်ဒီမှာဆိုရင် Scotia Scotia break နာ Nazca Nazca break မှာ Pacific break စသဖြင့်ဒီမှာဆိုရင် North America break ဒီကြောက်ပြားတွေအများကြီးရှိရဒီကြောက်ပြားတွေချိတ်ဆက်ပြီးတော့ဒီဆက်ပြီးတော့ကဘာကြီးမှာဒီလိုမျိုးကြောက်အစ်ကွဲချောင်းတွေရှိတယ်ဒီအချောင်းတွေနဲ့ဒီအချောင်းတွေပေါ်မှာဖြစ်ပေါ်နေတဲ့နေရာတွေက ငယ်လေးလုံနိုင်တဲ့နေရာတယ်။ Okay ဒါကြီးကိုပုံဖော်ကြည့်လိုက်တော့ဘယ်လိုမျိုးကြီးနဲ့တူလဲဆိုတော့အသီးသလောက်ကိုဖြင်းညက်ထားတယ်။အသီးသလောက်ဖြင်းညက်ပြီးတော့အထက်အလွန်ဟာတွေထွက်လာတော့မဲ့အခြေအနေပေါ့နော်။အဲ့လိုမျိုးအခြေအနေကြီးလိုမျိုးဖြစ်နေတယ်။ဒီကြောက်ပြားတွေမှာဆီရောဆိုရင်အကြည့်ကြည့်ပေါ့နော်။အဲ့ဒါဆိုရင် UAE ရှာတော့နော်အမေရိကအစတဲ့ဖြစ်ပေါ့နော်။ဒီကြောက်ပြားတွေကိုအသီးသလောက်ဖြင်းညက်လိုက်ပြီးတော့အထက်အတွင်းသားတွေမြင်ရတယ်လို့အဲကွဲချောင်းတွေအချောင်းတွေပေါ့နော်။ဒီလိုမျိုးပုံစံမျိုးနဲ့ ီးရှိနေကြတယ်။ဒီကြောက်လွားပုံမှာရှိနေတဲ့နိုင်ငံတွေကငယ်လျေထိခိုက်မှုရှိနိုင်တဲ့နိုင်ငံတွေ။ Okay ဒါဆိုရင်ကမ္ဘာမှာကမ္ဘာလုံးကြီးကိုခွဲခြားစိတ်ကြည့်လိုက်ရင်ပေါ့နော်။ဖျဲသည့်သလုံးမျိုးခွဲခြားစိတ်ကြည့်လိုက်ရင်ဘယ်လိုမျိုးအလွာတွေရှိလဲ crash layer ပေါ့နော်။ crash ဆိုတာကအပေါ်ရံ အပေါ်ဆုံးမှာရှိတဲ့အကောက်ပြောပါဘောနော်ဒီ crest layer မှာဘာခေါ်လဲဘာတွေပါလဲဆိုတော့ this layer include ဒါဆိုရ100 km ဘောနော်100 km အနည်းထိကို crest layer လို့ခေါ်လဲကဘာရဲ့အပေါ်ဆုံးပိုင်းဘောနော်အပြင်ဆုံးပိုင်းနောက်တစ်ခါကျတော့ mantle layer mantle layer ကျတော့2.8 km 2.8 km ဆိုတာက2800 m လောက်ပေါ့နော်2800 m လောက် အတွင်းကိုဒါဆိုရင် main tail layer လို့ခေါ်တယ်နောက်တစ်ခုကကြတော့ outer core ရှိမယ် inner core ရှိမယ်ကဘာကြီးမှာရှိတဲ့အဓိကအလွာလေးလွာပေါ့နော်ကဘာကြီးကိုချမ်းပြီးတော့ဖျဲသီးစိတ်လိုမျိုးချမ်းလိုက်ရင်ဒီလိုမျိုးအလွာလေးလွာရှိတယ်ပြောရရင်ကဘာကြီးကအလုံးကြီးဆိုပေမဲ့ကဘာကြီးကဒီအတွင်းထဲမှာပူနေတဲ့ဒီ inner core ရှိမယ် inner core ရှိမယ် outer core ရှိမယ် main tail layer ရှိမယ် crust layer ရှိမယ် crust layer ကကြတော့အပေါ်ဆုံးလွာပေါ့နော် ီလိုမျိုးအလွာကြီးနဲ့အလွာတွေရှိပေမဲ့ဒီအလုံးကြီးကတော့စွတ်စွတ်စီစီရှိနေလားဆိုတော့ဒီအသီးလိုမျိုးပဲသဘောထားလိုက်စွတ်စွတ်စီမရှိနေဘူးအကွဲချောင်းတွေခုနပြလိုက်လို့အကွဲချောင်းတွေရှိတယ်အဲ့ဒီကွဲချောင်းတွေပေါ်မှာဒီမှာဆိုရင်ဒီပုံလေးကြီးလိုက်မယ်ဆိုရင်မော်ဂူလီယာအောက်ကွေပေါ့နော်မော်ဂူလီယာမှာဖြစ်တဲ့အောက်ကွေ magnitude 7.1ရှိတယ်အတူဘလောက်ဘလောက်ခုနဲ့မှာဆို1990 20ရက်5လ1990မှာဖြစ်ခဲ့တဲ့ aquis ပေါ့နော်ဒီကြောတွေကလည်းဘယ်လိုမျိုးဆက်ဆက်နေလဲဆိုတော့ဒီမှာဖြစ်ထားပြီးရေ သူ့မှာဘာ line တွေရှိရဲဆိုတော့ p weight s weight ဆိုပြီးတော့ဒီ weight လေးတွေရှိရဲဒီ weight တွေနဲ့ဆက်ဆက်ပြီးတော့အချမ်းတနေရမှာလည်းဖြစ်ပေါ်နိုင်တယ်ဒီမှာဆိုတကဘာလောက်ဖြစ်နိုင်တယ်ငယ်လေးချောတွေပေါ်မှာတည်ရှိတဲ့နေရာတွေပေါ့နော်။ဒါဆိုရင် Moscow လိုမျိုး line တွေရှိတယ် ကဘာပေါ်မှာငယ်လေးတွေလှုပ်တဲ့အခါဘလိုမျိုးချိတ်ဆစ်ဆက်ဆက်နေလဲပေါ့နော်အကွီကကြတော့ဆက်စမီအကွီဂျင်နရယ်ဆက်စမီဝေးဆိုတာဒီငယ်လေးလိုင်းတွေကိုဖြစ်ပေါ်စေနိုင်တယ်ဒီငယ်လေးလိုင်းဖြစ်ပေါ်လို့လည်းဒီငယ်လေးလိုင်းတွေပေါ့နော်တနေရာနေတနေရာပြတ်ကျဲသွားတယ်ဘလိုမျိုးပုံစံနဲ့ပြတ်ကျဲလဲဆိုတော့ပထမဦးဆုံး aquic ဖြစ်လာရင်ငယ်လေးဖြစ်လာရင် p wave s wave ဆိုပြီးတော့ဆက် p wave ကကြတော့ primary wave s wave ကကြတော့ secondary wave လို့ခေါ်တယ် သူ့တကယ်တအနေနဲ့ပီဝိပီဝိဆိုတာကအနဲ့ရောက် line နဲ့ပြထားပါဘောနော်ဒီကဘာထဲမှာကဘာလုံးထဲမှာပြထားတဲ့ဟာလေးကြီးပါပီဝိပီဝိကကြတော့ဘယ်လိုမျိုးလဲဆိုတော့ပုံလေးနဲ့လည်းပြပေးမယ်တခုနဲ့တခုအစပြိုတဲ့ဝေးပေါ့နော်ဆက်ဆက်ချင်းငယ်လေးဖြစ်လာပြီဆိုရင်တခုနဲ့တခုမြေကြီးတွေစပြီးတော့တောတိုက်တဲ့အခြေအနေပေါ့တခုနဲ့တခုတောတိုက်နေတယ်နောက်ပြီးတော့မှ SV ကဘာဖြစ်လဲဆိုတော့ line တန်းနေနဲ့ line လိုမျိုးပြန်ပြီးတော့ ကြော်ကြတာတို့ပြန်မြုပ်တာတို့အကုန်လုံးကတော့လှုပ်တာတော့လှုပ်တယ်ဒါပေမဲ့ primary wave ကအရင်လာတယ် second ဘိုင်းနေပေါ့နော်ဒီသူတေနနာလှုပ်ချက်ရတကယ် reser ရတော့အဲ့ p wave လာပြီးတော့ s wave က set second ကနေပြီးတော့ second 30အဲ့လောက်တွင်မှာ s wave ကရောက်လာတယ်ညီဒီထဲမှာဆိုရင်ဒီဒီအနက်ရောင်က p wave ပေါ့နော် p wave လာတယ် p wave လာပြီးတော့အနီးအားကျတော့ s waves ပေါ့နော် seismic stress ရဲ seismic မိုးလေဒီ မြင်ငယ်လျင်နဲ့သက်ဆိုင်တဲ့ stage ရာပေါ့နော် record လောက်ထားတဲ့ stage ရာ record record ဆို record လောက်မှာပေါ့နော်ဘူ p waves p and s wave p နဲ့ s wave ကို record လောက်မယ် sesame stage record no p wave s wave record လောက်လို့မရတဲ့ wave တွေဆိုရင် wave တွေကပိုကြီးသွားပြီ no record ပေါ့နော် p wave s wave တဲ့ဒီပြကြအချင်းကြီးဆိုရင် sesame station နဲ့ဒီ ငယ်လေးစတေရှင်อ่ะပေါ့เนาะ record phi wave phi wave တော့ record လုပ်နိုင်တယ်ဒီ phi wave อ่ะဒီနားထိရောက်လာပေါ့နာမည် bus not s wave s wave တော့ record မလုပ်နိုင်ဘူးဒီလိုမျိုးအခြေအနေဒီလိုမျိုးနေရမှာပေါ့เนาะ Okay ဒါဆိုရင် phi wave နဲ့ s wave ကြပေါ့เนาะဒီအောက်မှာဆိုရင် phi wave phi wave ကကြတော့ primary wave phi wave ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ငယ်လေးလောက်တဲ့အခါအဓိကအဖြစ် line မျိုးထွက်လာတယ်ဘာဝေးနဲ့ဘာဝေးလဲဆိုတော့ phi wave နဲ့ s wave ပေါ့เนาะအဓိကအဖြစ်ဒီနှမျိုးကိုခံမှန်းလို့ရတယ်အဲ့ phi wave ကကြတော့ဘာလဲဆိုတော့ သူကတကယ်လေးဘ ਹੁ ချေပေါ့နော်တကယ်လုံနေတဲ့ငယ်လေးအဲဒီမြမပြီးမှဆိုရင်လုံတဲ့ငယ်လေးက7 by 7မဂနီကျူအဲ့ဘ ਹੁ ချေကနေတကယ်ငယ်လေးလုံတဲ့နေရာဘ ਹੁ ချေကနေပြီးတော့စက်တယ်ပြီးတော့ထွက်လာတဲ့ way ပေါ့နော် line ကကြတော့ဘယ်လိုမျိုး line လဲဆိုအတန် line နဲ့ဆင်းတယ်ဘယ်လိုမျိုးရွေ့လျားလဲဆိုတော့ဖိဆွဲအားပေါ့နော် compression လိုမျိုးဖိပြီးတော့လဲလုံတဲ့ expansion ဖိလဲဖိတယ် အဲဒီဆွဲဆက်တဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးပုံစံနဲ့သွားတယ်သူရဲ့လှုပ်ခတ်မှုပြောအစီနဲ့အနောက်နဲ့လှုပ်ခတ်တယ်လှုပ်ခတ်တယ်လို့တောကန်တယ်လို့ဖီအားဆွဲအားနဲ့ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့သွားတယ် ဒီဖီဝေးကတိတာလားဆိုတအားတိတာတာမဟုတ်ဘူးလူတွေတိတ်မတိတာဘူးဒါပေမဲ့ဘာဖြစ်လဲဆိုဖီဝေးကကျတော့ primary weight အားပြော့သေးရေပေါ့နော်တဖြစ်ဖြစ်နဲ့တော့ခံစားရတယ်အာရုံခံနိုင်တဲ့သူတွေအစပိုင်းမှာအစာပြိုးငယ်လေးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဖီဝေးအစစချင်းဖီဝေးနဲ့အရေးလာတယ်နောက်ထပ်နည်းနည်းကြာတဲ့အခါဘာလာမလဲဆို S weight S weight ကကျတော့ဒီလိုမျိုးဒါကကျတော့ S weight ကိုတိုင်းတာထားတဲ့ဒီ line တံတားပေါ့နော်ဖီဝေးထဲနေတဲ့ S weight ကကျတော့ အဲဒီ secondary way ပေါ့နော် p way ပြီးတော့ second နန်းငယ်တွေမှာ p way ပြီးသိမ့်မကြခင်ဘာရောက်လာတတ်လဲဆိုတော့ s way ရောက်လာတယ် s way ရောက်လာရင်သူကဘယ်လိုမျိုးတွေ့ရလဲဆိုတော့အဒီ bay type ပေါ့နော် bay type လုံမဲ့အပေါ်အောက် bay ဖြစ်အဲ့လိုမျိုးလောက်ခတ်တယ် battery လိုမျိုးအဓိကပစ္စည်းနိုင်လဲဆိုတော့ပစ္စည်းနိုင်တဲ့နေရာအဆောက်အုံတွေပြူကြမယ်မြေပြူဓာတ်တွေဖြစ်နေမယ်အဒီ S way ရောက်လာရင် P way ကကြတော့ primary way S way ကကြတော့ secondary way ပေါ့နော် ဒီ phi weight ဒီအောက်က phi weight ရဲ့သူ့ရဲ့ velocity ပေါ့နော်အမြန်တော့ကတော့6 km per second တစ်စက္ကန့်ကို6 km 6 6 km အထိသွားနိုင်တယ်ဒါ phi weight ကမြန်တယ် s weight ကကျတော့3.5 km per second သူဒီ second အတွင်းမှာ3.5 km အထိသွားနိုင်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့သူက s weight ကပစ္စည်းမှုပိုများတယ် ဖီဝေးက SW တွေပါဖြစ်လို့ပူစောလဲပေါ့နော်အလင်းပူမြန်လဲဆိုတော့မြေတုတွေကိုဖီဝေးက regular ရင်းမြန်ဆိုတာဖြတ်တတ်သွားနိုင်အဲဒါကြောင့်မလို့ငယ်လီရေတွေလောက်တဲ့အခါအချစ်ပေးအာရုံခံနေနဲ့ဖီဝေးနဲ့ အာရုံခံနိုင်တယ်ပြီးတော့ဖမ်းမိသွားမယ်ဆိုရင်အဲ့ဒီ SW မရောက်ခဲစက်ကပ်ဘိုင်းတွေပေါ့နော်အချိန်မီတတိပေးနိုင်တယ်အဲ့ဒါကြောင့်ငယ်လေးဖြစ်လာပြီးစက်ကပ်ဘိုင်းလာအောင်လိုမှာပဲတတိပေးနိုင်တယ်ဆိုတဲ့ဟာဒီနီးပညာနဲ့ P weight ကိုအာရုံခံလိုက်တယ်ပြီးတော့ SW ကိုဖြစ်လာမဖြစ်လာခင်ကြိုတင်ပြီးတော့ပြောပြရပေါ့နော်အချက်ပေးတယ်ဂျပန်တို့မက္ကဆီကိုတို့မှာအဲ့ဒီ P weight နဲ့ပတ်သက်ပြီးတော့စင်ကနယ်လောက်ပြီးတော့ငယ်လေးလောက်တော့မယ်ဆိုတာပြောပြပေးရပေါ့နော် သူ့ရဲ့တန်းတွေ ပြောရရင် p wave က primary wave s wave က secondary wave ပေါ့နော်ဆက်စပ်ကြည့်အဲ့လိုမျိုး wave length နဲ့သွားတယ် p wave ကကြတော့ငယ်လေလောက်တဲ့အခါအတွင်းပိုင်းတွေမှာပေါ့နော်သူခုနဲ့တကူတရား wave length တွေပေါ့နော်ဒါကြတော့ s wave ဒီလိုမျိုး p wave ကကြတော့အခြေခြေ တောပြီးတော့တစ်ဖက်နဲ့တစ်ဖက်ဘေးတိုက်လိုမျိုးပေါ့နော်အဲ့လိုမျိုးတောပြီးတော့အဲ့ဒီအားဖြစ်လာတဲ့အခြေအနေဒါအကြောင်းစင်ကနေမိသွားပြီဖြီးဝေးနဲ့လှုပ်ခတ်လိုက်ရင်စင်ကနေကမိသွားပြီဆိုအဲ့ဒီဖိထားတဲ့တောအားကြောင့်ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးလိုင်းသက်တမ်းတွေကြော်ကြတာမျိုးဘေးတိုက်လည်းငယ်လေးကကျတော့ဒီလိုမျိုးဘေးတိုက်လည်းသွားတယ်ထောင်လိုက်လည်းအဲ့လိုမျိုးလှုပ်ခတ်နိုင်ရဲ့ဒါပေမဲ့ပိုးအဆက်ဆက်ချင်းရောက်လာတာကအာဒီမိုးချင်းတလို့ပေါ့နော်မိုးချင်းရေအတန်လည်းဖြစ်တယ်အလင်းလည်းဖြစ်တယ်လျက်စီးဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာပြီမဲ့လူတွေ စီချစ်ချေးရောက်တာဘာအရေးရောက်လဲဆိုတော့အလင်းကအရေးရောက်တယ်အလင်းလာပြီးတော့တိတ်မကြခင်ဆိုဘာဖြစ်ပြီလဲအတန်းကဂျူဂျူဂျုံနဲ့လာတော့အဲ့လိုမျိုးသဘောမျိုးပေါ့နော် B way နဲ့ S way အဲ့ဒါစတာလေးဖက်ကြည့်ရရင်ပေါ့နော် pwe primary weight sw က secondary weight ငယ်လေလုတ်တဲ့အခါကပတ်အတွေ့ပိုင်းမှာရှိတဲ့စွမ်းအင်တွေကပြုတ်ထွက်ပြီးတော့ line မျိုးမျိုးနဲ့ငယ်လေလုတ်ပြီးဆိုတော့စွမ်းအင်တွေကထွက်လာတယ်ကပတ်အတွေ့ပိုင်းမှာရှိတဲ့လောက်ခံမှုတွေကြပေါ့နော် line မျိုးမျိုးဖြစ်ပြန့်နှံ့သွားပါတယ်အဲ့လေအဓိက line မျိုးကကျတော့ pwe နဲ့ sw လို့ဖြစ်ပြီးတော့သူတွေရဲ့လှုပ်ရှားပါဦးအမြန်နှုံးတွေကကွာခြားမှုရှိတယ်ဒါကြတော့ sw အပေါ်ကကျတော့ sw ပေါ့နော်အောက်ကကျတော့ pwe okay phi wave နဲ့ပတ်သက်ပြီးအခြေအချုပ်ပြောရရင်ပေါ့နော် phi wave ကကြတော့ primary wave pressure wave လို့လည်းပြောလို့ရတယ်အဓိကလက္ခဏာတွေကကြတော့ဒါကြောင့် phi wave ပေါ့နော် phi wave ကကြတော့ဒီကပမြေပြေကြီးပေါ့နော်မြေထုကြီးမှာအခြေခြေတောကန်တယ်လို့ပထမဆုံးလိုင်းငယ်လျင်ဘူဘူလိုင်းကနေပထမအဆုံးရောက်လာတဲ့လိုင်းဒါကြောင့် phi wave ပေါ့နော်သူကဘယ်လိုမျိုးသွားလဲအတန်လိုင်းကဲသူ phi r နဲ့ရွေ့လျားပြီးတော့ compression expansion လို့မျိုးပုံစံမျိုးနဲ့သွားတယ်သူကကြောအတန်လိုင်းလိုမျိုး phi r နဲ့သွားတယ်ပေါ့နော်နောက်တစ်ခုအရေးအစိုက်ခဲဒန်းငွေမရေဖြတ်သန်းနိုင်တဲ့ phi wave ကကြတော့ဖြတ် က်တန်းနိုင်တယ်။အဲဒီအရီတို့အစိုက်ထဲတို့ဓာန်ငွေတို့မြေကြီးတို့ရောအရီတို့ရောအဲ့လိုမျိုးဖြတ်တန်းနိုင်တယ်။ပြီးတော့လူသားများအန်ဒီယန်နေတော့လေလေလူသားတွေအတွက်ပထမဦးဆုံး primary weight ကအန်ဒီယန်နေတော့လေအဆောက်အအုံများကိုကြိုတင်ခန်းစားရရှိနိုင်နည်းနည်းတုံလုံးနေပြီးအဆပြိုးလေးအရီရောက်လာတတ်တယ်။ပြီးရင်နောက်ထပ် is weight ရောက်လာမှာပေါ့နော်။ဥပမာရေထဲသို့ကြောက်ကြောက်ခဲကြောက်တဲ့လေးပြစ်ချလိုက်ပါကဖြစ်ပေါ်လာတဲ့ light blue PR line နဲ့တူတယ်ပေါ့နော်။ဒါကြတော့ P wave နောက်တစ်ခုကကျတော့ S way ပေါ့နော် S way ရဲ့ပုံစံဒါကျတော့ဒီလိုမျိုး line တဲ့ဖြွေလာပြီးတော့ S way ဖြစ်လာတဲ့နေရာနောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့နေရာ range range age ပေါ့နော် range wave လို့ခေါ်တယ်ဖြွေရော S way ရောယုံပြီးတော့လာတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကျတော့ love way တဲ့ဒီလိုမျိုးဒီပစ္စည်းသွားတဲ့ပုံစံမျိုးတွေပေါ့နော် okay S way ကြောင့်ပြောကြမယ် S way ကကျတော့ secondary way shear waves လို့လည်းခေါ်တယ်ဘေးဘေးတိုင်းချုပ်ထားတဲ့ wave လို့မျိုးပေါ့နော်အဲအဓိကလက္ခဏာတွေကဖြွေတဲ့နေတယ်ဒုတိယမြောက်ရောက်လာတော့လိုက် ဖီဝဲကျတော့ primary သူကကျ secondary အနေနဲ့ရောက်လာတဲ့ line ပေါ့နော်အပေါ်အောက်သို့မဟုတ်ဘေးဘေးဖက်ကလတ်လုတ်ပြီးတော့ transfer မှုဆေးလို့မျိုးအပေါ်အောက်ဘေးဖက်အဲညံပြီးတော့သွားတယ်ပေါ့နော်အစိုက်ခဲပါဖြတ်တန်းနိုင်တဲ့အစိုက်ခဲဖြတ်တန်းနိုင်တဲ့အရင်ွဲအရင်နဲ့ဓာတ်ွေတွေပဲပျောက်သွားတတ်သည်လေဒါကြတော့ SW ပေါ့နော်အဆောက်အုံများကိုအဓိကဖြစ်စေနိုင်သော line ဖြစ်ပါတယ်အဲဥပမာပေါ့နော်ကျိုးကိုအပေါ်အောက်ဆွဲတကယ်သူ3ဟာဖြစ်စေတဲ့လှုပ်ရှားမှုအပေါ်နဲ့အောက်ကိုဆွဲသလိုမျိုးပေါ့နော် ုံလေးကြီးရည်တော့အဲ့လိုမျိုးပေါ့နော်ပုံကြီးရည်ဒီမြေကြီးတွေရဲ့ crash လေးရမှာဖြစ်သွားတဲ့အခြေအနေပေါ့နော်အောက်ကတော့အတွင်းထဲကတော့ငယ်လေးလှုပ်တာတော့လှုပ်တယ်ဒီမြေကြီးရဲ့အပေါ်ယံတွေမှာဖြစ်သွားတဲ့အခြေအနေကဒီ weight တွေကိုလာရိုက်ခတ်တယ် okay မြန်မာပြည်ကဘယ်နားဘယ်မှာရှိလဲဆိုတော့စကိုင်းပြည့်ရွေးပေါ်မှာရှိတယ်စကိုင်းဖော့ပေါ့နော်အစကိုင်းဖော့စကိုင်းပြည့်ရွေးငယ်လေးလောက်မယ်ဆိုရင်ဖီဝေးကိုငယ်လေးလောက်တိုင်းဖီဝေးကိုအရင်ခန်းစားရတယ်အရင် အစိမ့်ကနေခံလို့ရတာပေါ့နော်အဲ့ဒါပြီးစကတ်အလိုမှာစကတ်နည်းနည်းအတွေးမယ်ကိုကကျတော့ကျူတေတတိထားထားဖို့တော့လိုအပ်တယ်။ဒါဆိုရင်စကတ်အနှဲငယ်လိုမှာဖြစ်ပြီလေ။ SW ကဖြစ်လာပြီ။ SW ကနားမှာလောက်ခတ်တယ်။ PW ဖြစ်ပြီးတော့စက္ကန့်အနည်းငယ်မှာဆိုရင် SW ကလုတ်ခတ်တယ်။ SW ကအဆောက်အုံများကိုအဓိကပစ္စည်းစေနိုင်တော့ကြောင့် PW ကိုအာရုံခံပြီးပဲဆိုရင်အရေးပေါ်ကောက်ွယ်ချိန်ပေါ့နော်။ဆယ်စက္ကန့်အနည်းစက္ကန့်30တွဲပဲရှိတယ်ဒီတော့တွဲမှာအဲ signal တွေလုတ်မယ်ဒီဂျပန်တို့မက္ကဆီကိုတို့မှာဒီနီးပညာကိုတုပ်ပြီးထားပေါ့နော်။ဒါဆိုရင်စက္ကန့်တစ်လောက်တွေတိတ်စက္ကန့်ဆိုတိတ်စက္ကန့်တွေအဆောက်အုံထဲကနေအပြည့်ကိုချစ်ချစ်ထွက်ရမယ်။အဲ့လိုမျိုးနီလန်နဲ့ PW SW ကို signal ခံပြီးတော့တုပ်ပြီးကြတယ်။ โอเคဒါဆိုရင်နောက်တစ်ပိုင်းကြာရင်ဒီထပ်ပြီးတော့ငယ်လျင်တွေလုံးလို့ပြည့်ရွတ်ကြော်တွေဘယ်လိုပြည့်ရွတ်တွေဖြစ်ပေါ်လာလဲအချက်သုံးချက်ရှိတယ် divergent boundary ဒါတွေနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာရှိသေးရပေါ့နော်မြေကြီးတွေဘယ်လိုကွဲဧည့်သွားလဲမြေကြီးတွေဘယ်လိုပေါ်တိုက်သွားလဲဘာဖြစ်လို့ heat water တောင်တန်းတွေဖြစ်ပေါ်လာလဲမြန်မာပြည်ရဲ့စခိုင်းပြည့်ရွတ်တွေအဲဒီ share ပြည့်ရွတ်တွေကဘယ်လိုမျိုးတွေဆက်ဆက်နေလဲဆိုတဲ့အကြောင်းထပ်ပြီးတော့ sharing လုပ်ပေးပါမယ်။နက်ထပ်ပြီးတော့လေ့လာချင်းနေဆိုရင်အောက်မှာ comment တခုခုရေးထားခဲ့ပေးပါ။